မင်္ဂလာပါရှင်။နိုဝင်ဘာလ15ရက်စနေနေ့ရက်ထူးထူးခြားခြားပြည်တွင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ယာယီသမရကပေးရချင်းမြင်သောဂုံတူးဆောင်ပွဲဂုံတူးဆောင်တစ်စိတ်ရရှိသူများတဲ့တွင်ပြည်သူစစ်မှုထမ်းအချို့ပါဝင်တဲ့သတင်းဖြစ်ပါတယ်။ ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတကနိုင်ငံအတွက်ထူးကဲ့စွာအမှုထမ်းသူအကျိုးဆောင်သူများနှင့်နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုဆန်းဆန်းတမန်ထမ်းဆောင်ခဲ့တဲ့စစ်ဘက်ရဲဘက်လူပုဂ္ဂိုလ်ပေါင်း1250အားဂုံလူဆောင်ဖွဲ့များဂုံလူဆောင်တစိမ်များချင်းမြင့်အနေချောင်းကိုနှွေမ14ရက်ကအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကအမိန့်ကြော်ညာစာအမှတ်235ဖြင့်အသိပေးထုတ်ပြန်ပါသည် အဲ့ဒီထဲတွင်ပြည်သူစစ်မှုထမ်းမှတပ်သားချမ်းငိဦးကသူရဲကောင်းမှတ်တမ်းဝင်တစိရရှိခဲ့ပြီးပြည်သူစစ်မှုထမ်းတပ်သားအောင်မိုင်ကလူမှုထူးချွန်းတစိတတိယအဆင့်ကိုရရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့မန္တလေးဝနာသိတိအာကစားယုံအေးပြန်လည်ပြုပြင်ပြီးစီမှုပြည်ထောင်စုဝန်ကြီးကြည့်ရှုစစ်ဆေးရတဲ့တွင်ဖြစ်ပါတယ်။ မန္တလေးငလင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ဝနသိတိအာကစားယုံအေးပြန်လည်ပြုပြင်ပြင်ဆင်မှုအခြေအနေများကိုအာကစားနေလူငယ်ရေးအဝန်ကြီးဌာနနဲ့ဟိုတယ်နီကီတော်လာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျပန်တို့တောင်းကနိုဝင်ဘာ23ရက်ကကြည့်ရှုစစ်ဆေးကအာကစားယုံရေရှိတည်တံ့စီရေးတဘာဝဘေးအန္တရာယ်ခံနိုင်စေရေးတို့အတွက်သက်ဆိုင်ရာကုမ္ပဏီများမှတာဝန်ရှိသူများကစီစီကြက်မှတ်ဆောင်ရွက်သွားရန်နဲ့အာကစားယုံပတ်ဝန်းကျင်တန်ရှင်းသက်ရက်တရားလှပစေရေးအတွက်ထိန်းသိမ်းဆောင်ရွက်သွားရန်လည်းတာဝန်ရှိသူများကိုမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့မော်လိုက်မြို့ကိုဗဟုပြု၍အင်အားအနှဲငယ်ရှိတဲ့ငလင်လှုပ်ခတ်တဲ့တဲ့တင်ဖြစ်ပါတယ်။မော်လိုက်မြို့ကိုဗဟုပြု၍နိုဝင်ဘာ14ရက်ညနေပိုင်းကအင်အားအနှဲငယ်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလားဗီရာညကြားမှုဦးစီးဌာနထံမှသိရပါတယ်။မော်လိုက်မြို့ရဲ့အနောက်ဘက်26မိုင်ခန့်အကွာအနက်30ကီလိုမီတာကိုဗဟုပြု၍အင်အားရတာစကေး3.8အဆင့်ရှိအင်အားအနည်းငယ်ရှိသောငလင်သည်ညနေ4:08မိနစ်ကလှုပ်ခတ်ခဲ့ကြောင်းသိရှိရပါသည် အဆိုပါငလီနှုတ်ခတ်မှုအားတမူးမြင်ကလေးစကံမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်းမူဇလာရေးမြင်ကလေးသတင်းအသိပေးချက်အရသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ပြည်မနာမျိုးရှိရောင်နေဦးရတနာရှိဆိုင်ကိုတနက်ဖြန်ချင်းချောက်ခါလူရဲမှုကျူးလွန်ခဲ့သူများအားဖမ်းဆီးရမိတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်ပြည်အောင်စုနေပြည်ပြည်မနာမျိုးမင်္ဂလာရက်ကွက်ဘူတောက်ထိန်လန်းတွင်ဖွင့်လျောင်းချလျက်ရှိတဲ့ရှောင်းနေဦးရတနာရွှေဆိုင်ကိုတနက်ဖြန်ချင်းချောက်ကလူရဲကျွလွန်ခဲ့သူအမျိုးသားတအူးနဲ့အမျိုးသမီးတအူးတို့ကိုဖမ်းဆီးရမိကြောင်းသိရှိရပါတယ်။ ဖန်စီရမိသူများမှာရွှေပြည်သားမြို့နယ်တိမ်ချောင်းရွာနေတန်းတိုးအောင်28နှစ်နဲ့ပြင်မနာမြို့ရန်အောင်နှစ်ရက်ကွက်နေရမင်းခေါ်ရီဟန်25နှစ်တို့ဖြစ်ကြရလို့သိရပြီး၎င်းတို့နှစ်ဦးသည်နိုဝင်ဘာ10ရက်နေ့နဲ့9နိုင်ခွဲခန့်ကအဆိုပါရောင်နေဦးရတနာရွှေဆိုင်သို့ဝင်ရောက်ကအမျိုးသားဖြစ်သူမှစိုင်းပန်ရှင်ဒေါ်အေးမွန်43နှစ်ကိုတနက်အတူဖြင့်နှစ်ထင်ကိုထောက်၍ချင်းချောက်ကရွှေရည်ပစ္စည်းများအိတ်တွင်ထည့်ခိုင်းခြင်းဖြစ်ပါသည် အဲ့ဒီချိန်မှာပဲဒေါ်အေးမွန်ကတနက်ကိုပုတ်ထုတ်ခေရာ၎င်းအမျိုးသားမှတနက်ဖြန်ထွေ၍လက်သီးဖြင့်ထိုးက၎င်းနှင့်အတူပါလာတဲ့အမျိုးသမီးကရွှေတွေပစ္စည်းများထည့်ထားတဲ့ဘူးတပူကိုလူရဲ့ယူဆောင်စဉ်စိုင်ဝင်နှန်းဖြစ်သူမချက်ကပြာ16နှစ်ကပြန်လည်လူယူခဲ့တော့လေအမျိုးသမီးကတွန်းထုတ်၍ထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီလိုထွက်ပြေးစဉ်ပြည်သူများနဲ့နေမီလှည့်ကင်းဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင်များကလက်လံဝမ်းဝင်ဖမ်းဆီးခဲ့ရာမင်္ဂလာရက်ကွက်ကီလန်းသွေးတစ်လမ်းပေါ်မှာ၎င်းတို့နှစ်ဦးကိုပြစ်မှုကျူးလွန်စဉ်အုံပြုခဲ့တဲ့တနက်အတူနှစ်လက် အယူအသွား9လက်မှာခန့်ရှိတဲ့ခောက်သားတစ်ချောင်း CZI အမျိုးအစားဆိုင်ငယ်တစီလက်ကင်ဖုန်းနှလုံး၎င်းတို့လူရဲ့ယူဆောင်သွားတဲ့ရွှေလက်စွပ်73ကွင်းရွှေနှကက်ရှည်ရန်ရှေဆွဲသည့်တစ်ခုကာလတံမိုး46သိန်းကျော်ကနေတူဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်ရှင်နောက်ဆုံးတင်ဆက်ပေးမှာကတော့ငွေကျပ်2ဘီလီယံကျော်တန်မှုရှိမူရစ်စေဝါများဖမ်းမိရတဲ့တဲ့ရင်ဖြစ်ပါတယ်။ ကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်မှာအောက်တိုဘာ30ရက်မလွဲပိုင်းကငွေကျပ်1ဘီလီယံကျော်တန်မှုရှိမူရစ်စေဝါတွေဖန်ဆီးရမိခဲ့တယ်လို့မြန်မာနိုင်ငံမူရစ်စေဝါနှင့်စိတ်ကူပြောင်းလဲစီသောစေဝါများအနေနဲ့တာစီကကွေဘူအဖွဲ့ကနိုဝင်ဘာ17ရက်မှာထုတ်ပြန်ပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူပေါင်းအဖွဲ့ဟာအောက်တိုဘာ30ရက်မလွဲ2နာရီခွဲအချိန်ခန့်ကကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်နမ်မြခတရာနီမှာ အမျိုးသားတစ်ယောက်မောင်းနှင်လာတဲ့မော်တော်ယာဉ်ကိုတရင်ရအရှာခွေရရှင်မမအတူလိုက်ပါလာတဲ့အမျိုးသားနဲ့အတူဘိန်းဖြူ၄၈တသမ၅နှစ်ကီလိုနဲ့စိတ်ကြွစီပြား၇တသမ၈သိန်းတို့ကိုရှာဖွေတွေ့ရှိခဲ့ပြီးစစ်စုပေါင်းကာလတံမိုးငွေချက်၂တသမ၃၅၈ဘီလီယံတံမိုးရှိမူရစ်စေဝါတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ကြေညာသိရပါတယ်။တွင်ဆက်ပြမှုကျွလွန်သူတွေကိုလည်းဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့သိရှိရပါတယ်ရှင်။